ယနေ့28ရက်နလ2025တောက်ကြနေ့မင်္ဂလာရှိသောနနေ့ခင်းချိန်ကကာလသမယ၌အလုံးသောတရားချစ်ခင် သူတော်စင်ပေါင်းတို့အားဟောကြားအပ်သော သာသနာ၏ဆုံးယုံမီကာလနှင့်သာသနာတိုးတက်မီအချိန်ကာလတို့၏အရေးနမိတ်အကြောင်းအရာများကို ဗဇင်မြတ်မြဝေဟောကြားချင်းမြင်ပေးသွားမှာဖြစ်ပါတယ်။နာတာဝါကတ္တပတ္တဓမ္မတအန္တရဒါနံဟောတိယာဝနာတ္တဓမ္မပတိရူပကံလောကေဥပ္ပိသတိယတောသခောကတ္တပတ္တဓမ္မပတိရူပကံလောကေဥပ္ပိသတိအထတ္တဓမ္မတအန္တရဒါနံဟောတိလို့ဒီလိုပါဠိတော်မှာလား အနတ္တိတယကတော့ကတ္တဗာจิตတကတ္တဗာယာဝအခြေများလောက်လောကီလောက၌လောကီဟောဒီလောကကြီးရ၌သတ္တမပတိရူပကံသူတော်ကောင်းတရားတုတရားရောင်တွင်သည်ဝါသာသနာတုသာသနာရောင်တို့သီနာဥပိ္ပစတိမဖြစ်ပေါ်သေးသာဝတုသူတော်ကောင်းတရားတုတရားရောင်သာသနာတုသာသနာရောင်မဖြစ်ပေါ်သည်တမယကာလပလုံး တတ္တမတ္တသူတော်ကောင်းတရားတည်ဟုသောသာသနာတော်ဤအန္တရဒါနံကွယ်ပြောက်ခြင်းသည်နာဟောတိမဖြစ်သည်ခြေတကတ္တပါတဲ့လောကမှာဤသာသနာမှာတရားတုတရားရောင်သာသနာတုသာသနာရောင်တွေမဖြစ်ပေါ်သေးဘူးဆိုရင် သူတော်ကောင်းတရားအစစ်အမှန်သာသနာအစစ်အမှန်ဟာ မကွယ်ပြောက်နိုင်သေးဘူး တယထာဝိကတ္တဘာနတာဝဇာတရူပတာအန္တရဒါနံဟောတိယာဝနဇာတရူပပတိရူပကံလောကေဥပိစတိကတ္တဘာจิตတာကတ္တဘာယတောဇာခောအခြင်းခ၌တတ္တမပတိရူပကံတရားတုတရားယောင်သည်ဝါသာသနာတုသာသနာယောင်သည် လောကီလောက၌ဥပ္ပဇ္ဇတိဖြစ်ပေါ်လာ၏အထထိုတရားတုတရားယောင်သာသနာတုသာသနာယောင်ဖြစ်ပေါ်လာသောအခါ၌တတ္တမတသူတော်ကောင်းတရားတိဟုသောသာသနာတော်ဤအန္တရဒါနံကွယ်ပြောက်ခြင်းသည်ဟောတိဖြစ်၏အတိဘေကဘာလဲလို့ဆိုရင်ခြေတကတဘာတဲ့တရားတုတရားယောင်တွင်သာသနာတုသာသနာယောင်တွင် ဟောဒီလောကကြီးထဲမှာထင်ထင်ရှားရှားနဲ့ဖြစ်ပေါ်လာပြီဆိုရင်အဲဒီလိုတရားတူတရားရောင်တွေသာသနာတုသာသနာရောင်တွေများစွာထင်ထင်ရှားရှားဖြစ်ပေါ်လာပြီဆိုလို့ရှိရင်တော့တဒ္ဓမတ္တအန္တရဒါနံဟောဒီသူတော်ကောင်းတရားတိဟုသောတရားစေတရားမှန် သာသနာစစ်သာသနာမန္တေကွယ်ပြောင်းသွားနိုင်တယ်တဲ့ဥပမာဘယ်လိုပြောရမလဲဆိုရင်တေယတဝိကတဗာဏတဝါဇာတရူပသအန္တရဒါနံဟောတိယာဝနာဇာတရူပပတိရူပကံလောကေဥပိစတိအခုမှဥပမာလေးလာတာကတဗာ चित्त ကတဗာတေယတဝိဥပမာဘယ်လိုဟောရမလဲပြောရမလဲဆိုရင် ယာဝခြင်းများလောက်လောကီလောက၌ဇာတရူပပတိရူပကံရွှေတုတွေဟာနာဥပ္ပဇ္တိမဖြစ်ပေါ်သေးဘူးဆိုရင်ဒါဝထိုရွှေတုတွေမဖြစ်ပေါ်သေးဘူးဆိုရင်ဇာတရူပတ္တအန္တရဒါနနာဟောတိယထာရွှေစစ်ကွယ်ပြောင်ခြင်းမဖြစ်သေးသလိုပါပဲလောကမှာရွှေတုတွေမပေါ်သေးဘူးဆိုရင်ရွှေစစ်ဟာမကွယ်ပြောင်နိုင်သလိုပဲ။ ကတဘာ चित တကတဘာယတောဇာကိုအခြင်းခာ၌ဇာတရူပပတိရူပကံရွှေတုတွေရာလောကီဟောဒီလောကကြီးတဲ့၌ဩဘိဇတိထင်းထင်းရှားရှားနဲ့ပေါ်ပေါ်များများဖြစ်ပေါ်လာမယ်ဆိုရင်အထာဂောထိုက၌ဇာတရူပတရွှေစိဤအန္တရဒါနံကွယ်ပြောက်ခြင်းသည်ဟောဒီယထာဖြစ်သလိုပဲဧဝမေဝဧဝတရထိုအတုကတဘာ चित တကတဘာ ယာဝအခြင်းများလောက်လောကီဟောဒီလောကကြည်တဲ့၌သတ္တမပတိရူပကံတရားတူတရားရောင်တွေသည်ဝါသာသနာတုသာသနာရောင်တွေသည်နာဥပိစ္ဆတိမဖြစ်ပေါ်သေးဘူးဆိုရင်ယာဝထိုများလောက်တရားတုတရားရောင်သာသနာတုသာသနာရောင်တွေမဖြစ်ပေါ်သေးသည်များကာလပလုံးသတ္တမတ္တသူတော်ကောင်းတရားစေတရားမှန်ဤဝါသာသနာစေသာသနာမှန်ဤ အန္တရဒါနံကွယ်ပြောက်ခြင်းသည်နာဟောတိမဖြစ်သေးပါယသော်ဗျာရှင်ကအရှင်မဂသဘကိုဟောကြားပုံလေးပေါ့တရားစစ်တရားမှန်တွေဘယ်တော့မှပျောက်ကွယ်သွားမှာလဲဆိုရင်တရားတုတရားရောင်တွေထင်ထင်ရှားရှားပေါ်ပေါ်များများနဲ့ဖြစ်ပေါ်လာပြီဆိုရင်တကယ်တရားစစ်တရားမှန်တွေဟာကွယ်ပျောက်သွားတာပဲတဲ့ ဥပမာပေးပြီးတော့ပြောတာက ရွှေတုတွေလောကမှာများစွာဖြစ်ပေါ်လာပြီအဲ့ဒီရွှေတုတွေကို လူတွေဟာသုံးဆောင်တာများလာပြီဆိုရင် ရွှေစစ်ဟာ ကွယ်ပြောက်သွားတယ်လို့ပဲတဲ့ဥပမာလေးနဲ့မြတ်စွာဘုရားက ရှင်းပြဟောပြရွှေတုတွေများစွာမဖြစ်ပေါ်သေးဘူးမထင်ရှားသေးဘူးလူတွေလည်းပဲမသုံးဆောင်သေးဘူးဆိုရင် တကယ်ရွှေစစ်ကိုပဲသုံးဆောင်ကြမယ် ရွှေစစ်ဒီပဲနေရာရလာမယ်ရွှေစစ်ဒီပဲထင်ထင်ရှားရှားနဲ့ဖြစ်လာမယ်ဆိုရင်ရွှေစစ်ဟာမကွယ်ပြောက်နိုင်ဘူးသို့တော်တဲ့ရွှေတုတွေပေါ်များလာတဲ့ဒီနေ့ခေတ်မှာရွှေစစ်ဟာတပြေးပြေးနဲ့ကွယ်ပြောက်သွားတာပဲဒုနေတုစွာပဲတဲ့တရားတုတရားရအောင်သာသနာတုသာသနာရောင်တွေပေါ်ပေါက်လာပြီဆိုရင်လေတရားစစ်တရားမှန်သာသနာစစ်သာသနာမှန်ကွယ်ပြောက်သွားနိုင်နေတရားတုတရားရောင် သာသနာတုသာသနာရောင်နေမပေါ်များသေးဘူးမထင်ရှားသေးဘူးလူတွေကလည်းလက်မခံသေးဘူးယန္တိကလည်းလက်မခံသေးဘူးဆိုရင်ဘုရားစေတရားမှန်သာသနာစေသာသနာမှန်ကြံနေသေးတယ်ရှိနေသေးတယ်ထင်ရှားနေသေးတယ်မကွယ်ပြောင်းသေးဘူးလို့ဒီလိုမျိုးမြတ်စွာဘုရားကရှင်ကတ္တဗ္ဗကို ဟောကြားညွှန်ကြားဆုံးမဩဝါဒပေးပါတယ်အလုံးကိုစိတ်နှပြဘေးရန်ကွာ၍ ကျမ်းမာချမ်းသာစွာဖြင့်မိမိတို့သည် ရွှေတုနှင့် မတူပဲရွှေတုကိုမနှစ်သက်ပဲရွှေစစ်ကိုနှစ်သက်၍ရွှေစစ်ကိုဝတ်ဆင်နိုင်သောသာသနာစစ်သာသနာမှန်တရားစစ်တရားမှန်ကိုမြတ်နိုးနိုင်သောကျင့်သုံးနိုင်သောသူတော်ကောင်းမျိုးကောင်းသာသူတော်ကောင်းမျိုးကောင်းသမီးတွေကိုစီကိုငှဖြစ်နိုင်ကြပါစေကုန်တည်းသာဓုသာဓုသာဓု